ရန်ရှ်ဖို့နဲ့အန်တိုနီတို့မပါရင်မန်ယူအသင်းကဘာလို့ပိုကောင်းတာလဲဆိုတာကိုရှင်းပြလာတဲ့အမ်မိုရင်ပြီးခဲ့တဲ့ဆောင်းရာသီစည်းကွက်မှာမာကက်ရက်ရှ်ဖို့နဲ့အန်တိုနီတို့ကိုအသင်းကနေထွက်ခွင့်ပေးလိုက်တာကလက်တလုံးရှာရီအတွက်တော့အသင်းမှာကစားသမားအင်အားနည်းသွားပြီမဲ့ရေရှည်အတွက်ကတော့အဲ့လိုဆုံးဖြတ်ချက်ချခဲ့ရတာထိုက်တန်တယ်လို့နေပြဖြစ်သူရူဘင်မိုအမ်မိုရင်ကပြောဆိုလာပါတယ် အမိုရင်းကပြီးခဲ့တဲ့အပြောင်းရွှေ့ဈေးကွက်မှာတော်တော်လေးကိုအရေးဆွမ်းတဲ့လိုရတဲ့ခုကိုလုံးဆောင်ခဲ့တာဖြစ်ပါတယ်။အသေးအတိုက်စစ်အတွက်ဘလို့မှအားကိုးလို့မရနိုင်တဲ့ Market Rashford နဲ့ Anthony တို့ကို Aston Villa နဲ့ Real Madrid အသင်းတွေစီအသီးသီးထွက်ခွာခွင့်ပေးခဲ့တာဖြစ်ပါတယ်။ Rashford ကအမိုရင်းနဲ့ပြဿနာတက်ခဲ့ပြီးတဲ့နောက်မှာ အသင်းကနေထွက်ခွာခွင့်ကိုသူကိုယ်တိုင်ပဲတောင်းဆိုခဲ့တာဖြစ်ပြီးတော့အန်တိုနီကတော့မန်ယူအသင်းမှာသူ့အတွက်အနာဂတ်မရှိတော့လောက်ဘူးဆိုတာကိုသိသွားတဲ့နောက်ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။အဲဒီလိုမန်ယူအသင်းကနေထွက်ခွာဖို့လုပ်ခဲ့တဲ့အဆုံးဖြတ်ချက်တွေကသူတို့နှုတ်ဦးအတွက်မှန်ကန်ခဲ့တယ်လို့တော့ဆိုရပါမယ်။ဒါကြောင့်လည်းဆိုရင်တော့အန်တိုနီဟာဘက်တစ်မှာသူ့ရဲ့အကောင်းဆုံးခြေစွမ်းကိုပြန်ရနိုင်ပြီးတော့အသင်းအတွက်သွင်းကိုကိုကိုမှပုံဝင်ပတ်သက်ပေးထားခဲ့တာဖြစ်ပါတယ်။အန်တိုနီမရောက်ခင်အဆိုဘက်တစ်အသင်းရဲ့အခြေအနေက ထင်သလောက်ကောင်းမနေခဲ့ပဲနဲ့အန်တိုနီရောက်လာတော့မှတိုင်းစစ်ကပိုအစမ်းထက်လာခဲ့ပြီးတော့ conference league semi-final အထိရောက်နေပြီးနောက်ရသည် champion league ဝင်ခွင့်တနေရာကိုလည်းမျှော်မှန်းလို့ရနေတာဖြစ်ပါတယ်။ rashford ဆိုရင်လည်း aston villa အသင်းအတွက် 64မိနစ်တိုင်းမှာတွင်ကိုတကိုဒါမှမဟုတ်ဂိုးဖန်တီမှုတန်ချိန်ပြုလုပ်ထားပြီးတော့ပြီးခဲ့တဲ့ဂျာရက်ကကစားခဲ့တဲ့မန်စီးတီးနဲ့ပွဲမှာခြေစွမ်းကောင်းပြသခဲ့ပါတယ်ဒီကစားသမားနှစ်ဦးစလုံးကသက်ဆိုင်ရာအသင်းတွေနဲ့လက်ရှိရာသီကုန်အထိသာအငားစာချုပ်ချုပ်ဆိုထားတာကြောင့်စာချုပ်ပြည့်ရင်တော့ Ultra Force ကိုပြန်လာရမှာပဲဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒီအသင်းတွေမှာ ဘလောက်ပဲခြေစွမ်းပြနေပါစေသူတို့နဲ့မန်ယူအသင်းသားရေစက်ကတော့ကုံသွားခဲ့ပြီလို့ပြောရပါမယ်။အမိုရင်ကဒီကစားသမားတွေကိုအသင်းနဲ့မကန့်ညီဘူးလို့ဆုံးဖြတ်ထားတယ်လို့သူတို့ကလည်းဖီးယားများလုံးနဲ့မန်ယူအသင်းအစားအခုလိုတခြားအသင်းတွေမှသာတွားရောက်ကစားလို့ကြပါတယ်။ဒီကစားသမားတွေကမန်ယူအသင်းမှာရှိစဉ်တုန်းကတော့အရန်အားကိုးရတဲ့ကစားသမားတွေမဟုတ်ကြပါမယ်။တိုက်စစ်ပိုင်းမှာကစားသမားအပြောင်းလဲလုပ်ဖို့အတွက်တော့အသုံးဝင်ခဲ့တယ်လို့ပြောရပါမယ်။ဒါပေမဲ့ဒီကစားသမားနှစ်ဦးလုံးအတွက်ထွက်သွားပြီးမှမန်ယူအသင်းရဲ့တိုက်စစ်က ဟိုင်လန်နဲ့ဇက်စည်းတာကြံခဲ့တာကြောင့် MRNA နဲ့တိုင်းစစ်အတွက်တော်တော်လေးကိုခေါင်းစားခဲ့ရတာလည်းဖြစ်ပါတယ်။ အဲ့ဒီအကြောင်းကိုတော့ Emoring ကဒီတစ်ပတ်ချင်းမှာပဲအခုလိုမျိုးဝင်ခံခဲ့တာဖြစ်ပါတယ်။အတင်းမှာလိုအပ်နေတာတွေအများကြီးရှိပါတယ်။ဇန်နဝါရီလောက Rashford နဲ့ Anthony ကိုကျွန်တော်တို့တွေလက်လွတ်ခဲ့ပေးမယ်။တိုက်စစ်အတွက်ကစားသမားအသစ်ထပ်မခေါ်ခဲ့ပါဘူး။အဲ့ဒါကစွန့်စားခဲ့တာပါဆိုပြီးတော့ Emoring ကပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။ဒါပေမဲ့လည်း Emoring ကအတင်းရဲ့အပြောင်းအရွှေ့ကိစ္စတွေနဲ့ပတ်သက်လို့အခုလိုပဲကောက်ွယ်ပြောဆိုခဲ့ပါတယ်။ ဒီရာသီမှာနောက်ထပ်16လောက်သွဲနိုင်ဖို့ထက်ပိုအရေးကြီးတဲ့အရာတွေရှိပါတယ်။ကျွန်တော်တို့ကပိုအရေးကြီးတဲ့အရာကိုတိစောက်နိုင်ဖို့ကြိုးပမ်းနေကြတာပါ။အခုချိန်မှာကျွန်တော်တို့လုပ်တာတွေက အသင်းလူစင်းကိုထိခိုက်နိုင်ပေမဲ့အနာဂတ်မှာတော့အသင်းကိုအကူအညီပေးပါလိမ့်မယ်ဆိုပြီးတော့ပြောခဲ့တာဖြစ်ပါတယ်။ဆက်လက်ပြီးတော့လည်းအမ်မိုရင်ကမန်ယူအသင်းနီးပြရာဒူးကိုယာဒီစမောင်ရဲမဟုတ်ပဲယာဒီစနေတုံးမှလက်ခံခဲ့တာနဲ့ပတ်သက်လို့နောင်တရမိသလားဆိုတဲ့မေးခွန်းကိုဖြေဆိုသွားခဲ့ပါတယ်။မယူအသင်းကတရားဒီအစကို တန်ဟက်နဲ့စတင်ခဲ့တာဖြစ်ပြီးတော့အခြေအနေတွေမကောင်းလို့တန်ဟက်ကိုထုတ်ပယ်လိုက်တော့မှ အမိုရင်ကိုကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။အဲဒီအတွက်အမိုရင်ဟာရာသီချိုမှာကစားသမားတွေကိုသူ့ရဲ့နီးစနစ်နဲ့ပတ်သက်လို့အသေးစိတ်ပြင်ဆင်ခွင့်မရခဲ့တဲ့အပြင်သူ့ကစားခွင့်နဲ့ကန့်ညီတဲ့ကစားသမားတွေကိုလည်းတောင်းဆိုခွင့်မရခဲ့ဘူးဖြစ်ပါတယ်။ဒါပေမဲ့လည်းအမိုရင်ကတော့သူ့အနေနဲ့မယူနီပြရာရုကိုလက်ခံခဲ့တာနဲ့ပတ်သက်လို့နောင်တမရမိဘူးလို့ဆိုလာပါတယ်။အခုလက်ရှိဖြစ်နေတဲ့ပြဿနာတွေအားလုံးနဲ့လွန်ခဲ့တဲ့လေးလလောက်ကသာကျွန်တော်မေးခဲ့မယ်ဆိုရင်ကျွန်တော်လေးနဲ့နောင်ရသည့်အစားအလောင်းမှာ ်အသင်းကိုခိုင်တွင်မယ်ဆိုတဲ့ခံစားချက်မျိုးရှိခဲ့မှာပါဒါပေမဲ့ဒီနေ့မှာတော့ဒီပြဿနာတွေအခက်ခဲတွေကကျွန်တော်တို့ကိုအနာဂတ်မှာအကူအညီပေးလိမ့်မယ်ဆိုတဲ့ခံစားချက်မျိုးရနေပါတယ်အခုအချိန်မှာကျွန်တော်တို့နာကျင်ခံစားရတာတွေစိတ်ပျက်စရာကောင်းတာတွေကအများကြီးပါဒါပေမဲ့အခုအချိန်မှာတော့အဲဒီလိုမျိုးကျွန်တော်ခံစားမိနေပါတယ် အဲ့ဒါကယာတီကုံဖို့နီလာတာကြောင့်ဖြစ်နိုင်ပါတယ်။အခုချိန်ကအရေးကြီးဆုံးချိန်ပါပဲ။ဒီယာတီမှာရခဲ့တဲ့သင်ခန်းစာတွေအားလုံးကိုနောက်နှစ်တွေအတွက်ပိုကောင်းအောင်ပြင်ဆင်ဖို့ကျွန်တော်တို့တွေအသုံးပြုသွားမှာပါ။အဲ့ဒီအတွက်ကျွန်တော်နောက်ထားမရပါဘူးဆိုပြီးတော့ပြောဆိုသွားခဲ့ရလဲဖြစ်ပါတယ်။ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာလည်းပရိသတ်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်ရှင်။